ဗီဒီယိုပရိသတ်များအလုံးမင်္ဂလာပါရှင်ဒီနေ့ဟင်းချက်မဲ့အစီအစဉ်မှာတော့ထမင်းမောင်းချက်ဖို့စီစဉ်တော့ပါတယ်ထမင်းမောင်းကိုမှပဇွန်လေးနဲ့ချက်မလို့စဉ်းစားထားတာပါဘတ်ဂျက်လက်ချင်ရမှာဆိုတော့ပဇွန်ကိုတော့အကောင်လက်လက်လေးတွေပဲသုံးထားပါတယ်ပဝင်ပစ္စည်းတွေအနေနဲ့မုံညင်းပဲဒီပုံလာဥနီခရမ်းကျင်ဒီပဲပြဘေဘီကွန်းတို့ကို သုံးထားပါတယ်အရင်ဆုံး CO တည်ထားပါမယ် ူလာရင်ပဲပြားကိုကြော်ပါမယ်ပဲပြားလေးကိုအပေါ်အောက်နည်းနည်းလေးကျက်သွားရုံပဲကြော်ပါမယ်။ပြီးရင်တော့ဘဲငံပြားရဲ့အပြစ်နဲ့ညီနည်းနည်းထည့်ပြီးတော့ဖုံးအုပ်ထားလိုက်ပါမယ်။ ပြားကိုရိုးရိုးကြော်တာထက်ဒီလိုမျိုးလေးကြော်ရင်ပဲပြားတဲ့အထိအရသာဝင်သွားပြီးတော့ပိုစားလို့ပုံပါတယ်။ထဲထားတဲ့ရည်တွေခံသွားပြီဆိုရင်တော့ပဲပြားကိုခဏဖယ်ထားလိုက်ပါ။ပြရကြော်ထားတဲ့ဂျန်နက်စီနဲ့ပဲစက်သွန်စီးတတ်ပါမယ်။ င်တွင်မှုထဲမယ်တက်ပြီးရင်တော့ပုံစံထက်ကြော်ပါမယ်။ တာအတွက်ငရုကောင်းမှုနေငယ်အချို့မစားနေပဲငံပြရဲ့အချို့လေးထည့်ပါမယ်ညသားလေးနှံ့တော့အောင်တေချာမှွေပြီးတော့ကြော်ပါမယ်ဇွန်ကျရင်တော့ပကံနဲ့ပြောင်းထည့်ထားလိုက်ပါ အသီးရွှဲစားကြပါမယ်။နင်းနဲ့မာပြီးတော့ကြက်ဖို့ကြတဲ့မုံလာဦးနီဘေဘီကွန်းနဲ့ပဲသီးကိုအရင်ဆုံးကြပါမယ်။ နောက်ဆုံးအနွမ်းမြန်တဲ့ခရမ်းကျင်တီနဲ့မုံငင်းကိုထည့်ပါမယ်။ရသာဒရပ်ပဲငင်ပြရဲ့အချိုးစာအချိုးမုံထည့်ပါမယ်။ ခုနကကြော်ပြီးဖဲထားတဲ့ပဲပြားနဲ့ပစုံကိုနောက်ဆုံးမှထည့်ပြီးတော့ခဏကြော်ပါမယ်။ရတာတွေလည်းနှံ့တော့ပြီးအလုံးလည်းတေချာချက်တော့ပြီးဆိုရင်တော့ကော်မုတ်ကိုအေးဖြော်ပြီးတော့ထည့်လိုက်ရပါပြီရှင်။ ။ဒါဆိုရင်တော့အရသာလည်းရှိအမြင်လည်းလှတဲ့ပဇွန်ထမင်းပေါင်းလေးရပါပြီရှင်။ပဇွန်လေးတွေကတော့အကောင်လေးနဲ့နဲ့သေးပါတယ်။အကောင်လေးနဲ့နဲ့ကြီးတဲ့ပဇွန်ထုတ်တွေနဲ့လည်းထည့်ပြီးတော့ကြော်လို့ရပါတယ်။ဆုံးနေကြည့်ရှုပေးတဲ့အတွက်အလုံးကိုကျေးဇူးတင်ပါတယ်ရှင်။